မင်္ဂလာပါရှင်။တန်လွင်ထိုင်းရဲ့မတ်လ14ရက်နေ့ည7နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပြီးမယ့်သတင်းတွေကတော့ကျိုက်ထုံမှာ drone နဲ့တိုက်ခတ်ခံရလို့ PDF ရဲဘော်2ဦးနဲ့အရသား4ဦးထဏ်ရရခဲ့တဲ့တဲ့။ အကျဉ်းသားတွေကိုလက်နက်တပ်ဆင်ပြီးစစ်ကောင်စီခုခံခိုင်းနေတဲ့တဲ့တွေအပြင်မြန်မာနိုင်ငံမှာကုန်စည်နှုန်း30ရာခိုင်နှုန်းနီးပါးထပ်တက်လာနိုင်တယ်လို့ကုလသတိပေးလိုက်တဲ့တဲ့နဲ့အထွေထွေထိုးစစ်ကြီးဆင်နွှဲမယ်လို့အန်ယူဂျီပြောလိုက်တဲ့တဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ EU ထုတ်ရမကာကို အခေါ်200ရာခိုင်နှုန်းကောက်ခံမယ်လို့ Trump ချိန်ချောက်လိုက်တဲ့သတင်းကုလတကားပိတ်ဆွေးနွေးမှုကြောင့်ဗြိတိန်ပြင်သစ်နဲ့ဂျာမနီတန်အမတ်တွေကိုအီရန်ဆင့်ခေါ်ခဲ့တဲ့သတင်းတွေနဲ့အတူ အာနာသိန်းကာလာတက်ဖြတ်ဖန်စီခံရတယ်ပြည်သူတွေရဲ့အချက်လက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကကျေးရွာ၃ရွာမှာစစ်ကောင်စီတပ်ရဲ့ drone နဲ့တိုက်ခတ်မှုကြောင့် PDF ရဲဘော်၂ဦးနဲ့အရသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသအခြေစိုက်တော်လန်ရေးတပ်ဖွဲ့တွေကတင်လွှင့်ထားမှုပြောပါရယ်။ ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကစိုက်ထုံမြို့နယ်မောက်ခမော့ကျေးရွာအနီးရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးခဲကိုစစ်ကောင်စီတပ်က drone နဲ့တိုက်ခိုက်ခဲ့ရာဂိမ်းနဲ့ပေလီရအကွာရှိလမ်းပေါ်ကိုကြားရောက်ပေါက်ကွဲခဲ့ပြီးအမျိုးသမီး2ဦးအပါအဝင်ဒေသခံ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါမက်စတာ7ရက်နေ့ကလည်းဝတာကွင်းကျေးရွာအနီးရှိ PDF စစ်ဆေးရေးဂိတ် drone နဲ့ထပ်မံတိုက်ခိုက်ခံရတာကြောင့်အင်းတကော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ရဲဘော်2ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။ အလာတူအဲ့ဒီထဲမှာပဲကញ្ញင်အိုင်ကျေးရွာအနီးဒေသအခေါ်မကွန်ထောနေရာကရွှေတွင်းလောက်ကွက် drone နဲ့တိုက်ခိုက်ခံရတာကြောင့်ကားသမားတဦးတန်ရာရရှိခဲ့ပြီးစီပေပါအလုံး200ကျော်ဘက်ခိုး2စီးမြေတဲကား4စီးထိမှန်ပျက်စီးခဲ့ပါတယ်။စိုက်ထုံမြို့နယ်မှာယခုနောက်ပိုင်းစစ်ကောင်စီတပ်ဟာတော်လန်ရေးအင်အားစုရဲ့ပြစ်မှတ်တွေအပြင်အရသာပြည်သူတွေနေထိုင်ရာကျေးရွာတွေကို drone နဲ့တိုက်ခိုက်မှုတွေပုံမှုပြုလုပ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ကလည်းစိုက်ထုံမြို့နယ်ပိန်နေကုန်းကျေးရွာမှာတော်လန်ရေးပူပေါင်းတပ်တွေအစည်းအဝေးလုပ်နေတဲ့အချိန်လေကြောင်းကနေဘုံကျဲတိုက်ခတ်ခံရလို့ PDF ရဲဘော်3ဦးကြာဆုံးခဲ့ပြီး9ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နိုင်ငံတော်အတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကအကျဉ်းအောင်အတွင်းရှိအကျဉ်းသားတွေကိုစစ်ကောင်စီကလက်နက်တပ်ဆင်ပေးပြီးခုခံကာကွယ်ရေးကိစ္စရပ်တွေမှာအတင်းအဓမ္မအမိန်ပေးစေခိုင်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PBNM ထံကနေသိရပါဗျ။အထူးသဖြင့်တိုက်ပွဲဖြစ်ပွားရာနေရာအတွင်းရှိအကျဉ်းအောင်တွေမှာစစ်ကောင်စီလက်အောက်ခံစစ်တပ်တွေကအကျဉ်းကြားခံနေရတဲ့ရာဇဝတ်သားတွေကိုထောင်တွင်းခံဆဲအတွက်လက်နက်တပ်ဆင်ပေးပြီးကင်းဆောင်ခိုင်းတာတွေလှုပ်ဆောင်နေတာပါ။ အဲ့ဒီထဲမှာကချင်ပြည်နယ်အတွင်း KIA နဲ့ဒေါ်လန်ရီတက်တွေတိုက်ပွဲဖော်ဆောင်နေတဲ့ဒေသအတွင်းရှိဗမော်အကျဉ်းတော်နဲ့မိုးညင်းအကျဉ်းတော်တွေမှာရာဇဝတ်မှုနဲ့နှစ်ကြီးကြနေတဲ့အကျဉ်းသားတချို့ကိုလက်နက်တပ်ဆင်ပေးပြီးထောင်ခံစစ်ကင်းတွေမှာလုံခြုံရေးဆောင်ခိုင်းတာတွေရှိနေတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဒေါ်လန်ရီတက်ဖွဲ့တွေလာရောက်တိုက်ခိုက်ပါကလက်နက်တပ်ဆင်ထားတဲ့အကျဉ်းသားတွေကိုစစ်ကောင်စီတပ်သားတွေနဲ့အတူပူးတွဲခုခံမှုတွေလှုံ့ဆော်မှုအမိန်ပေးစေခိုင်းထားတယ်လို့ PPNM ကဆိုပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ပြောခွင့်ရကိုတိုက်ထုံးကစစ်ကောင်စီကလူဦးရေလိုအပ်ချက်ပေါ်မူတည်ပြီးစစ်မှုထမ်းတွေစုဆောင်းလို့မရတဲ့အခါအကျဉ်းထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေကိုအရေးပေါ်လိုအပ်ချက်အရစုဆောင်းလိုက်တဲ့ပုံစံမျိုးတွေတွေ့ရတယ်လို့တန်လွင်ထမ်းမှုပြောပါရယ်တဖက်မှာလည်းစစ်စည်းကမ်းရဲစည်းကမ်းဖောက်ဖျက်မှုကြောင့်လွိုက်ကောအကျဉ်းတော်အတွင်းဘိုးအစင်းနဲ့ဖန်စည်းခံရသူတွေကိုတိုက်ပွဲအတွင်းဝင်တိုက်ပါကပြည်ထန်ကနေရှော့ပေါ့ပေးပြီးမူလရာထူးကိုပြန်ပေးကတိုက်ပွဲမှာပြန်လည်အသုံးပြုနေတာတွေရှိနေပါတယ် ယခုလိုအကျဉ်းသားတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာဖမ်းဆီးခံအကျဉ်းချခံထားရတဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်တွေကိုပြည်တံလွန်ငင်းခွင့်ရဖို့စစ်ကောင်စီမှတာဝန်ထမ်းဆောင်စေတာတရားမဝင်လုပ်ရက်တွေကိုပေါ်ပေါ်ထင်ထင်ကျူးလွန်နေပြီးအပြင်းထန်စန့်ကျင်ကန့်ကွက်တယ်လို့ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာမတရားဆက်အနာသိမ်းကာလ၄နှစ်ကျော်အတွင်းစစ်ကောင်စီရဲ့အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဖမ်းဆီးခံရသူစုစုပေါင်း၂800ကျော်ရှိနေပြီးအဲ့ဒီထဲက၂000ကျော်ဟာလက်ရှိအချိန်ထိထိန်းသိမ်းခံထားရတယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးတင် AABB ရဲ့အချက်အလက်တွေရသိရပါတယ်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1500ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဆင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1502ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6400တဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ28834ဦးရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6383ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အနာသိမ့်မှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီဇန်ကိုတော့နိုင်ငံရေးကျင်းသားများကကိုကြီးစောင့်ရှောက်ရေးအသင်းထံမှရယူဖို့ပြတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့တားမြစ်ပိတ်ဆို့မှုတွေပြင် ပြင်းထန်လာတဲ့ရာသီဥတုအခြေအနေတွေကြောင့်မြန်မာနိုင်ငံမှာယခုနှစ်အတွင်းအ धिक အားထားစားရတဲ့ရိတ်ခါတွေရဲ့ကုန်စည်နှုန်း30ရာခိုင်နှုန်းနီးပါးထပ်မံမြင့်တက်လာနိုင်တယ်လို့ကုလသမဂ္ဂပညာရှင်အဖွဲ့ကသတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါတယ်။မြန်မာနိုင်ငံမှာ2025ခုနှစ်အတွင်း စံစီစားနဲ့ပဲပါဝင်အဓိကအားထားစားရတဲ့ရိခာစီနှုံ30ရာခိုင်နှုန်းနီးပါးထက်မှမြင့်တက်လာနိုင်တယ်လို့ကုလသမဂ္ဂပညာရှင်ဘွယ်ကမတ်လ13ရက်နေ့မှာသတိပေးထုတ်ပြန်လိုက်ပါတယ်။အဓိကအားထားရတဲ့စားနှိခာစီနှုံတွေတက်လာနိုင်တာဟာစစ်ကောင်စီရဲ့တားမြစ်ပိတ်ဆို့မှုတွေဖြင့်ပြင်းထန်လာတဲ့ရာသီဥတုခြေနေတွေကြောင့်အကျက်တဲကိုပုံမိုးဆိုးသွားစေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရှိပါတယ်။ဒါအပြင် တနိုင်ငံလုံးရဲ့မြို့နယ်66ရာခိုင်နှုန်းမှာဖြစ်ပွားနေတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေရဲ့လက်နက်ကင်တိုက်ပွဲတွေကြောင့်လည်းစီးပွားရေးနဲ့စိုက်ပျိုးရေးကဏ္ဍတွေကိုတိုက်ခိုက်စေရတာဖြစ်တယ်လို့ဆိုထားပါတယ်။စစ်ကောင်စီဟာလူသားချင်းစာနာထောက်ထားမှုကူညီတွေရောက်ပေးပို့နိုင်မှုကန့်သက်ထားတဲ့အပြင်လူသားချင်းစာနာရေးဆိုင်ရာဝန်ထမ်းတွေကိုလည်းပြစ်မှတ်ထားတာကြောင့်စာနိုင်ခါကြက်တဲကိုပိုဆိုးလာတာဖြစ်တယ်လို့ကုလသမဂ္ဂကထောက်ပြပါတယ်။စီးပွားရေးလုပ်ငန်းရှင်တို့ကတော့ကုန်စင်းလုံးမြင့်တက်လာနိုင်တာဟာ အခြေခံလုံသားရှားပါလာတာမျက်စိမီးမမှန်တာပါဝင် စိုက်ပျိုးမြေဧရိယာတွေမှာ တောင်သူတွေမရှိတော့တာကြောင့်နောက်ဆက်တွဲစိုးကျိုးနေနေဖြစ်လာနိုင်တယ်လို့သုံးသပ်ပါတယ်။ဒီရတော်တော်များများကလည်းစိုက်ပျိုးမြေတွေလောက်သားရှားပါမှုတွေရှင်ကလောက်သားရှားပါမှုပြဿနာတော့ဒီဆက်စပ်ကြီးမမှန်တဲ့ပြဿနာစိုက်ပျိုးမြေဧရိယာတွေမှာ စိုက်ပျိုးတောင်သူတွေမရှိတော့တာရွာတွေပြတ်လာတာ ritrata mai il prominente figlio John Marisolo per la reazione all'anno non si è per solo più lui all'anno ဒါအပြင်ခြေကန်စားတောက်ကုန်စင်းလုံးတွေထပ်မံမြင့်တက်လာပါကစီးရဲချမ်းသာမြေတွေတက်ရောက်မှုရှိလာမှာဖြစ်ပေမဲ့ခြေကန်လူတန်းစားပြည်သူတွေကတော့အလူးလဲပုံမှုခံစားရမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။အင်ရှင်မလူကလည်းအာနာသင်းကာလာတွင် ကုန်စင်းလုံးတွေဟာဆိုရင်စက်တိုက်ဆူလိုမြင့်တက်နေပြီးထပ်မံမြင့်တက်လာပါကစားဖို့တောက်ဖို့အတွက်ပင်လူရတာတွေကအစာဖြစ်လာနိုင်တယ်လို့သူအမြင်ကိုပြောပါတယ်။ကုန်စည်နှုံးကအဆမ်းတန်းနှစ်ဆမဟုတ်သုံးဆပြောင်းဝင်ငွေထုံးဝင်မမြတ်တဲ့ခါရောက်တော့ လူတွေကဘာလို့လဲဆိုတော့ကိုဝင်းမူစာမနေတာပေါ့နော်ကိုမနေတာရင်သူတို့နေသူတို့မဖြစ်ရင်ဖြစ်တဲ့နန်းလေးနဲ့လောက်ကြလိမ့်မယ်လို့တော့ထင်တာပဲဘာလို့ပြည်သူတွေမှာဒုက္ခအများကြီးလက်ခံပြရပြီလေဒီစာဝတ်နေရအတွက်ကိုမိသားစုအတွက်စာဝတ်တော့လူချရကြတာလေမဖြစ်လောက်လို့လည်းပြောလို့မရဘူးကုလသမဂ္ဂကတော့စစ်ကောင်စီဟာနေမျိုးတွေကိုလက်လွတ်လိုက်ရတာနဲ့မြ၊လက်ကင်ဖွဲ့တွေကိုလက်တုပ်ပြန်တဲ့အနေနဲ့ကုညီပေးတာတွေကိုဖိတ်ဆို့ထားတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။အခုလိုဖိတ်ဆို့ထားတာကြောင့် နေရရွှေပြောင်းရတဲ့ဒုက္ခသည်စကန်းတွေကအမျိုးသမီးနဲ့ကလေးတွေဟာရိတ်ခါမလုံလောက်မှုကိုအဆိုးဆုံးကြုံတွေ့နေရသလိုကြိုတင်ကာကွယ်နိုင်တဲ့ယောဂါတွေကြားကလေးငယ်သေးဆုံးတို့မြင်မာတာနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါလေကုလသမဂ္ဂရဲ့ထပင်ချိတ်အရမြမလူဦးရေရဲ့သုံးပုံတစ်ပုံဟာလက်တလုံးစားနေခါမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့အပြင်ဆက်လက်ဖြစ်ပွားနေတဲ့ပြိပခါတွေကြောင့်လည်းပြည်သူ16.6သန်းလူသားချင်းစာနာထောက်ထားမှုကူညီတွေရေးပေါ်လိုအပ်နေတယ်လို့ထုတ်ပြန်ထားပါတယ် PDF ပါကဖားနဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့တွေအားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာအလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့လိုလိမ့်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ဆီယနာသိမ်းမှုကိုအဆုံးသတ်ပေးမဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမွန်ကပြောပါတယ်။ ပြည်သူ့ကာကွယ်တပ်မတော် PDF ကိုဥဆောင်ကွက်ခဲ့မဲ့တပ်မိုးတန်တန်အပတ်စဉ်တင်းမြင့်ဆောင်2024စင်ပွဲသို့ပြေးပို့တဲ့မတ်ရှိရနေ့ရက်စွဲပါတုံးလွာမှာသူကထည့်သွင်းပြောဆိုခဲ့တာပါ PDF ဖခဖနဲ့မဟာမိတ်တော်လိုင်းရဲ့အဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့လိုလိမ့်မယ်လို့ဆိုပါတယ် စီရီယံဗိုလ်ကြီးဆင်ရော်ကအခုနှစ်အတွင်းအကောင့်ထဲပေါ်နိုင်မယ်ဆိုရင်နှွေဦးတော်လန်ရေးအောင်မြင်မှုအရွေးတစ်ခုဖြစ်လာနိုင်ပြီးဆရာနာရှင်စနစ်အပြီးတတ်ဖို့အရှိန်ယူရအောင်မယ်လို့တုံးသက်ပါတယ်။စီမံချက်တွေပေါ့နော်။စီမံချက်တွေအပြီးရင်အားတက်စေမဲ့ဇကားတွေပြောရတာလည်းရှိတာပေါ့နော်။အဲစိတ်သက်စစ်စင်ရေးရဒါမဲ့ကျွန်တော်တို့စီမံချက်တွေကိုအကောင့်ထဲပေါ်နိုင်မယ်ဆိုရင်တော့ဒီ2025ခုနှစ်အတွင်းမှာနှွေဦးတော်လန်ရေးအရွေးတစ်ခုအနေနဲ့တော့အောင်မြင်မှုမှတ်တမ်းတွေစိုက်ထူနိုင်မှာဖြစ်ပါတယ်။ အပိဇာ2025ခုနှစ်အတွင်းမှာတော့အပိဇာပေါ့နော်အပိဇာတိုက်ခိုက်နိုင်မှုဆိုရင်တော့ကျွန်တော်တို့တွေအရှိန်အများကြီးယူအောင်မှာဖြစ်ပါတယ်အဲဒါနဲ့ပို့ပြီးတော့လည်းရေပက်မွေနဲ့စီလုံးမှုမျိုးတိဆောက်အောင်မှာဖြစ်ပါတယ်ခင်ဗျတဖက်မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာဒါမှမဟုတ်နောက်နှစ်ဇန်နဝါရီအစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ဘယ်လာရုစ်ခီးစင်အတွင်းထုတ်ပြောထားတာပါအာနာသိမ့်မှုကလည်း၄နှစ်ကျော်ကာလကိုရောက်ရှိလာပြီးမှု အခုနှစ်ဟာစစ်ကောင်စီနဲ့တော်လိုင်းအဖွဲ့တို့ကြားစေအရာဖြစ်စေနိုင်ငံရေးအရာဖြစ်စေတဖက်ဖက်ကအသာစီးရဖို့ကြိုးပမ်းလာနိုင်တယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်ဒါကြောင့်2025ခုနှစ်အတွင်းဆီယနာရှင်စနစ်ကိုတော်လိုင်းအင်အားစုတစ်ခုလုံးကဟန်ချက်ညီညီအမြင့်ဖြတ်ဖို့အချင်းချင်းကြားအချိတ်ဆက်မိမိနဲ့တပြိုင်နက်တည်းတိုက်ခိုက်ဖို့လိုနေပြီလို့စီရေးကက်ခတ်တွေကထောက်ပြကြပါတယ် တောင်ဝန်လာထဲမှာတော့တော်လိုင်းရင်စောပိုင်းကာလမှာတစ်ဖက်ကတက်တီဆောက်ရင်တစ်ဖက်ကတနိုင်ငံလုံးအတိုင်းတာနဲ့စစ်ရေးလှုပ်ရှားနိုင်အောင်ပထမအဆင့်ကျူးပန်းခဲ့ရပြီးဒုတိယအဆင့်အနေနဲ့မဟာပြူဟာထိုးစစ်ဆင်ရင်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်တတိယအဆင့်အနေနဲ့ဆက်နာသိမ်းမှုကိုအဆုံးသတ်ပေးမယ်အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲဖို့ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောဆိုလာတာပါ။မော်ပြီတော်လိုင်းဒက် MSRF ပြောခွင့်ရတဲ့နေနကားက အထွေထွေထိုးစစ်အတွက်ပြင်ဆင်ဖို့အများကြီးလိုသေးတယ်လို့ NUG အနေနဲ့တိုင်းဒေသနှက်ကိုင်အဖွဲ့တွေရဲ့ယုံကြည်မှုကိုမတိဆောက်နိုင်သေးဘူးလို့ပြောပါတယ်။အဲ့တော့ကျွန်တော်တို့ဘက်ကပြင်ဆင်ဖို့အများကြီးလိုပါသေးတယ်။လူသူအင်အားကရှိသည့်တလောက်ရှိပေမဲ့ကျွန်တော်တို့လက်နက်အင်အားမပြည့်ပေးနိုင်ဘူးဗျ။နောက်တစ်ခုပိုပြီးအရေးကြီးတာကခုနပြောတယ်တိုင်းဒေသနှက်ကိုင်အဖွဲ့အစည်းတွေရဲ့ယုံကြည်မှုကို NUG ကနော်ဒီ၃နှစ်တာလေးနှစ်အတွင်းမှာမတိဆောက်နိုင်ခဲ့သေးဘူး။ NUG NUCC ဆိုတဲ့နိုင်ငံရေးဘော်ဒီတွေကတိုင်းသားအားလုံးလက်ခံနိုင်တဲ့နော်တွန်လိုင်းကာလာဖက်ဒရယ်မူကြမ်းလေးတစ်ခုတောင်မှပြည့်ပြည့်စုံအောင်မဆွဲပေးနိုင်ခဲ့ဘူးဒါတွေကအင်မတန်မှအရေးကြီးပါတယ်တွန်လိုင်းကာလာမှာတိုင်းသားအားလုံးနဲ့ပြည့်ပြည့်အောင်သဘောတူညီမှုတည်းရမဆွေးနွေးနိုင်ရင်ယုံကြည်မှုမတိဆောက်နိုင်ရင်အတူတူထိုးစစ်ဆင်နွှဲဖို့အခက်အခဲတွေအများကြီးရှိနိုင်တယ်လို့သူကဆက်ပြောပါတယ် ဒါကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ဟန်ချက်ညီညီထိုးစစ်မဆင်နွှဲနိုင်ဘူးဆိုရင်တော်လန်ကြီးဟာရှေ့ကြလာမှဖြစ်လို့ပြည်တွင်းစစ်မီးကလည်းပုံမတောက်လောင်ကပြည်သူတွေပို့ပြီးဆင်းရဲဒုက္ခကြုံတွေ့နေရမယ်လို့နန္ဒကားကမှတ်ချက်ပြုပါတယ်။အန်ယူချီကတော့ဖက်ဒရယ်အသွင်ကူးပြောင်းရေးစီမံဆိုင်ရာအခြေခံဥပဒေရေးဆွဲရေးမှာရွေကျက်တူတဲ့တော်လန်ကြီးအားစုတွေနဲ့အတူစူပေါင်းရေးဆွဲနေတယ်လို့မတ်လ၄ရက်နေ့မှာထုတ်လွှင့်တဲ့ပြည်သူလူထုတို့သတင်းစကားမှာထုတ်ပြောခဲ့ပါတယ်။ယာယီသမနာဒူဝါလက်ရှိလာကလည်းအန်ယူချီအနေနဲ့ ိုင်းတလန်နဲ့ကိုင်ဒေါ်လာကြီးအဖွဲ့ရီနဲ့ယုံကြည်မှုတိဆောက်ရေးကိုအတိုင်းအတာတစ်ခုအထိလှုပ်ဆောင်နိုင်ခဲ့ပြီလို့အခုနှစ်ဆန်းပိုင်းမှာပြောဆိုထားတာပါ NUG ရဲ့မဟာမိတ်တိုင်းတလန်နဲ့ကိုင်အဖွဲ့ရီထဲမှာကင်မျိုးသားစီယုံ KNU ချင်းမျိုးသားတပ်ဦး CNF နဲ့ကင်နီမျိုးသားထွတ်တက်ရေးပါတီ KMPP တို့အဓိကပါဝင်နေပြီးတခြားတိုင်းဒေသနဲ့ကိုင်အဖွဲ့တချို့နဲ့လည်းစီးရေးအရာပူးပေါင်းမှုတွေရှိနေပါသေးတယ် နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ EU ထုတ်ရာမကာတွေကိုအခွန်200ရာခိုင်နှုန်းကောက်မယ်လို့ Trump ချိန်ချောက်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါတယ်။ကုန်သွယ်ရေးစစ်ပွဲအချိန်မြင့်တက်လာမှုရဲ့နောက်ဆုံးအရှုပ်အထွေအဖြစ်ဥရောပသမဂ္ဂ EU ကနေအမေရိကန်တို့တင်ပို့တဲ့ရမကအားလုံးအပေါ်အခွန်200ရာခိုင်နှုန်းကောက်ခံသွားမယ်လို့သမ္မတဒေါ်နယ်ထရန့်ကချိန်ချောက်လိုက်ပါတယ်။ အမေရိကန်တို့တင်ပို့တဲ့တမဏိနဲ့ဒန်သက်သူအလုံးအပေါ်တမရထရန့်ရဲ့အခွန်တိုးကောက်မှုအတွက်လက်တုပ်ပြန်တဲ့အနေနဲ့အမေရိကန်တို့ဝီစကီအရက်ကိုအခွန်60ရာခိုင်နှုန်းကောက်ခံမှု EU ရဲ့အစီအစဉ်ကိုလက်စားချေတဲ့အနေနဲ့ထရန့်ကအခုလိုမျိုးချင်းချောက်လိုက်တာဖြစ်ပါတယ်။ American Tow Whiskey အပေါ်အခွန်တိုးကောက်မဲ့အစီအစဉ်ကိုချက်ချင်းရုပ်သိမ်းရေး Trump ကတောင်းဆိုထားပြီး EU က American ကိုအတုံးချဖို့ရည်ရွယ်နေတယ်လို့ပြောထားတာပါ။ အဲ့ဒီအခြေအနေနဲ့ပတ်သက်လို့ American နဲ့ EU ကြားဆက်သွယ်ဆွေးနွေးဖို့စီစဉ်နေတယ်လို့ဥရောပကော်မရှင်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ Trump ရဲ့နောက်ဆုံးထိန်ချမှုနဲ့ပတ်သက်လို့ EU ကုန်သွယ်ရေးကော်မရှင်နာမင်းကြီးက American စီဆက်သွယ်ခဲ့တယ်လို့ဥရောပကော်မရှင်ဘက်ကအတည်ပြုထားပါတယ်။ အခုလိုထိတ်တိုက်တွေးဆမှုတွေကကုန်သွယ်ရေးစစ်ပွဲကိုထပ်မံအရှိန်မြင့်တက်လာစေပြီးအမေရိကန်အပါအဝင်ကမ္ဘာတဝန်းကနိုင်ငံတွေမှာရှိတဲ့စားသုံးသူတွေနဲ့စီးပွားရေးအပေါ်ရိုက်ခတ်မှုတွေနဲ့ပတ်သက်တဲ့စိုးရိမ်မှုကိုမြင့်တက်လာစေခဲ့ပါတယ်။ဒီလိုလက်စားချေအခွန်တိုးကောက်မှုတွေကြောင့် American Stock Share ဈေးနှုန်းရော့ကျသွားပြီးဗန်နိုင်းရေးဈေးကွက်တွေကိုလည်းမတိမငြိမ်ဖြစ်စေခဲ့ပါတယ်။ ဥရောပကအမေရိကန်တို့နှစ်စဉ်ယူရို၄.၅ဘီလီယံတန်ဖိုးရှိဝိုင်းတွေကိုအမေရိကန်တို့တင်ပို့ရောင်းချနေတာဖြစ်ပြီးဥရောပရဲ့အကြီးမားဆုံးယမကဈေးကွက်ဖြစ်ပါတယ်။ Trend အနေနဲ့ချိန်ချောက်ထားတဲ့အတိုင်းအခွန်တိုးကောက်လို့ရှိရင်ဈေးကွက်ပြည့်စည်သွားနိုင်ပြီးထောင်ထဲချီတဲ့အလုပ်အကိုင်တွေဆုံးရှုံးနိုင်တယ်လို့ဥရောပကသတိပေးထားပါတယ်။ အမေရိကန်ရဲ့အကြီးမားဆုံးကုန်သွယ်ဘက်တွေဖြစ်တဲ့ကနေဒါနဲ့ဥရောပကထရက်ရဲ့အခွန်တိုးကောင်းမှုဟာတရားမျှတမှုမရှိဘူးလို့ပြောထားပြီးအမေရိကန်ကုန်ပစ္စည်းတွေအပေါ်လက်တော့ပြန်တဲ့အခွန်တိုးကောင်းမှုတွေပြုလုပ်ထားပါတယ်ထရန်ဟာသူရဲ့ပထမသမရသက်တမ်းအတွင်းကလည်းအလားတူအခွန်တွင်းမြင့်ကောက်ခံမှုပြုလုပ်ခဲ့ပေမဲ့သူရာထူးကထွက်ခွာသွားပြီးနောက်အခွန်တွေကိုဖယ်ရှားပြီးနှစ်ဖက်ပြေးလည်ခဲ့ပါတယ်။ကုလတကားပိတ်ဆွေးနွေးမှုကြောင့်ပြည်သိမ်ပြင်းထန်တဲ့ဂျာမနီတမတ်တွေကိုအီရန်ဆင့်ခေါ်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါရယ်။တီဟီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့တကပိတ်အစည်းအဝေးကျင်းပရေးကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတလွဲတုံးချတယ်ဆိုပြီးဗြိတိန်၊ပြင်သစ်နဲ့ဂျာမနီတာမတ်တွေကိုအီရန်နိုင်ငံသားရေးဝန်ကြီးဌာနကမတ်3ရက်မှာဆင့်ခေါ်ခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြပါရယ်။တီဟီရန်ကယူနီယံတန့်စင်မှုကိုလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်အထိတိုးမြှင့်ထုတ်လုပ်နေရတဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှတကပိတ်ဆွေးနွေးနေချိန်ဗြိတိန်ကအီရန်နေနဲ့နျူကလ িয়ার လက်နက်မပိုင်ဆိုင်စေရေးလိုအပ်ရင်ကုလရဲ့တိုက်ခတ်ပိတ်ဆို့မှုတွေပြန်လုပ်မယ်လို့မတ်စနီယာမှာတတိပေးခဲ့တာပါနျူကလ িয়ার လက်နက်တွေထုတ်လို့တဲ့ဆန္ဒရှိတယ်လို့ပြောဆိုမှုတွေကိုအီရန်ကပယ်ချထားပြီးသူတို့ရဲ့နျူကလ িয়ার စီမံကိန်းဟာငြိမ်းချမ်းရေးအတွက်ပဲဖြစ်တယ်လို့ပြောထားပါတယ်ဒါပေမဲ့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA က အီရာဟာယူနီယန်တွေကို60ရာခိုင်နှုန်းအထိတန့်စင်ထားပြီးလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ဖြစ်တဲ့60ရာခိုင်နှုန်းတန့်စင်ရေးမကြသေးခင်ကတွန်းမြင့်ထုတ်လုပ်နေတယ်လို့ပြောပါရယ်။အရက်ဖတ်အတွက်အသုံးပြုရေးယူနီယန်တွေကိုအဲ့လောက်တန့်စင်စရာမလိုဘူးလို့အနောက်နိုင်ငံတွေကကြောက်ကြထားပြီးနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအတွက်မဟုတ်ရင်ဘယ်နိုင်ငံကမှအဲ့ဒီလောက်တန့်စင်ထုတ်လုပ်တာမျိုးမရှိဘူးလို့ပြောဆိုထားပါရယ်။ကုလတကပိတ်စီဝေးကျင်းပရေးလုံခြုံရေးကောင်စီဝင်59နိုင်ငံတည်းက6နိုင်ငံဖြစ်တဲ့ အမေရိကန်၊ဗြိတိန်၊ပြင်သစ်၊ဂျာမနီ၊တောင်ကိုရီးယား၊ဂရိနဲ့ပနားမားတို့ကတောင်းဆိုခဲ့တာဖြစ်ပါတယ်။ကမ္ဘာမှာနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ယူအချက်မရှိဘဲယူရေနီယံတွေကိုအဲ့ဒီလောက်အတိုင်းအတာထိတန့်စင်ထုတ်လုပ်နေတာအီရတ်နိုင်ငံနဲ့ပဲရှိတယ်လို့လုံခြုံရေးကောင်စီအစည်းအဝေးပြီးမှအမေရိကန်တပ်မတွေကပြောကြားထားပါတယ်။ဒါကြောင့်ငင်းချိုင်းရဲ့အတွက်ထုတ်လုပ်နေတယ်ဆိုတော့တီဟီရန်ရဲ့ပြောဆိုချက်ကိုယုံကြည်လို့မရဘူးလို့အမေရိကန်ကပြောပါတယ်။အီရတ်ထိပ်တန်းကောင်းဆောင်အယာတိုလာအလီခါမီနီကတီဟီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ညှိနှိုင်းဖို့အမေရိကန်ရဲ့အဆိုပြုချက်ကိုပယ်ချထားပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့ဝါရှင်တန်နဲ့ဆွေးနွေးလိုတယ်လို့ပြောထားကြောင်းနိုင်ငံပိုင်သတင်းဌာနကအမှတ်73ရက်နေမှာဖော်ပြခဲ့ပါသည်မနက်ဖြန်မတ်လ15ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင် င်္ဂလားပင်လယ်အော်ခြေနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင့်သင့်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာအများအပြင်းသားရနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကံရိုးတန်းမှာလေဟာအရှိဘက်ကနေတနင်္သာရီ9မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။ရခိုင်ကံရိုးတန်းမြစ်ဝကျွန်းပေါ်ဒေသတွေနဲ့မုံတမခွေးတို့မှာလေဟာအနောက်အနောက်တောင်ဘက်မှာတနင်္သာရီ9မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။ မိုးအချိန်လေးမှာသကိုင်းတိုင်းတနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာတိမ်အထက်ထက်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနဲ့ပြည်နယ်တွေမှာအများအပြားတာယာနိုင်ပါတယ်။နေ့အပူချိန်မှာမြန်မာတိုင်းနိုင်ငံလုံးမှာပုံမှန်ထက်မြင့်တက်နိုင်ပါတယ်။မြူချင်းနေမှာသခိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမနက်ပိုင်းမြူထူများကြာဆင်းနိုင်ပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တာလင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တာလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ လက်နက်ကင်ပဏိပခတွေနဲ့စစ်ပွဲတွေကြားမှာရှင်သန်ရက်တည်ဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်တွေနဲ့အတူတူလုံခြုံတဲ့နေရာတစ်ခုကျွန်တော်တို့ဖန်တီးကြပါစို့ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ် တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတစ်ခုတည်းပူပါတယ်ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမကွာဘုံခုရာနေရာတစ်ခုပေါ့ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင် စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင် မိသားစုတစုပုံးခုနိုင်မဲ့ဘုံခုချင်းတစ်ခုတော့၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ချင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးတွေ၆လက်မပတ်လည်းတစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်၄လက်မပတ်လည်း PPC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အပုံစံချိုးထားပေးပါ။ အပေါ်ကနေပလတ်စတစ်မိုးကာတန်ပြားပြင်ပြားတစ်ခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လေမှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့သေးစိတ်အချက်လက်တွေကိုတော့ Telegram channel, DVB TV, Facebook, YouTube တို့မှာကျူအာကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းဖို့ဆို